မြင်းပညာအလုပ်တွေနဲ့ဝေးကွာနေတာလေးနှစ်ကျော်ကြာပြီးတဲ့နောက်ပထမအဦးဆုံးအနေနဲ့ရှိုးပွဲပြန်လဲတည်ဆုံမှုမှာမြင်တွေ့ရတဲ့တရုတ်ဆောင်လူမင်းမင်္ဂလာပါပရိသတ်ကြီးရေထိတ်တန်းတရုတ်ဆောင်မင်းသားတယောက်အနေနဲ့မြင်းပညာလောကမှာနှစ်ပေါင်းများစွာရပ်တည်လာခဲ့တဲ့အကယ်ဒမီတရုတ်ဆောင်လူမင်းကတော့အနုပညာအလုပ်တွေနဲ့ကင်းကွာနေခဲ့တာလေးနှစ်ကျော်၅နှစ်တည်းကိုရောက်လာခဲ့ပြီလဲဖြစ်ပါတယ် တရုတ်ဆောင်လူမင်းဟာ2021ခုနှစ်နိုင်ငံရေးအပြောင်းအလဲတွေကြားထဲမှာပါဝင်ခဲ့သူတယောက်ဖြစ်ပြီးတော့ဒီနေ့ဒီချိန်ထိလည်းအနုပညာအလုပ်တွေကိုမလုပ်ကိုင်းတော့ပဲသူ့ရဲ့ပုံမှန်နေ့စဉ်ဘဝကိုပါပြိသက်တွေကိုချမပြတော့တဲ့အနုပညာရှင်တယောက်လည်းဖြစ်ပါတယ်လူမင်းဆိုတာကတော့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာနဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာနေရာအခိုင်မာရခဲ့သူတယောက်ဖြစ်တယ်လို့အပေါ်လိုမရှိသဘာဝကျလွန်တဲ့တရုပ်ဆောင်ချက်တွေကြောင့်လည်းပြည်သက်တွေအကြိုက်တွေးခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်မလို့အနုပညာအလုံးမလုံတော့တဲ့လူမင်းလိုလူမျိုးကိုဆုံးရှုံးလိုက်ရတဲ့အတွက်ပြည်သက်တွေကတော့နှမျောတက်တာဖြစ်နေပြီးသူရဲ့အနုပညာတွေကိုလည်းလွမ်းဆွတ်တန်းတနေခဲ့တာပါအခုတခါမှဆိုရင်တော့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကကျပပြုလုပ်ခဲ့တဲ့ Jasmine Town ကြီး Hotel ရဲ့ Hotel ပိုင်ရှင်မွေးနေ့ပွဲမှာနိုင်ငံကျော်သရုပ်ဆောင်တွေပါဝင်ခဲ့ကြတာဖြစ်ပြီးအဆိုပါပွဲမှာသရုပ်ဆောင်လူမင်းကလည်းပါဝင်ဖျော်ဖြေခဲ့တာပဲဖြစ်ပါတယ်။ Iron Cross အဖွဲ့မှမျိုးကြီးနဲ့ WiFi အပါအဝင်နိုင်ငံကျော်တရားဥဆောင်လူမင်းတရားဥဆောင်ပြည်တည်ဦးအစိုးရဆိုင်ဆိုင်ခန့်လိုက်လို့လည်းပါဝင်တည်ဆိုဖျော်ဖြေပေးခဲ့ကြတာဖြစ်ပါတယ်။အနုပညာလှူရှားမှုလုံးဝမရှိတော့လို့လူမင်းကိုလွမ်းနေကြတဲ့ပြည်သက်တွေအနေနဲ့တော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အလွမ်းပြေသွားကြလိမ့်မယ်လို့ထင်ပါတယ်။တရားဆောင်လူမင်းအနေနဲ့လည်းဒီပွဲကစပြီးအနုပညာလှူတွေကိုပြန်လည်လောက်ကင်တော်မလားဆိုတာကိုတော့ပြည်သက်တွေကဆက်လက်ဆောင်ကြည့်ရမှာလည်းဖြစ်ပါတယ်။